မဆိုလို့ဆိုတော့ရှိတယ်မြန်မာပြည်မှာစီးပွားရေးအဆုံကျွန်မအရင်တော့ကလည်းပြောတယ်ငွေတွေကိုအငွေတွေကိုဘယ်လောက်ထည့်ဘယ်လိုအတိုးပေးမယ် အဲသိလားဘယ်လောက်ယာကင်တော့လူပဏီယောက်ခေါ်လာလို့ရှင်တခါထပ်ပြီးတော့မှဘလို့ယာကင်တော့ထပ်ပြီးတော့မှယာအောင်မယ်ဆိုပြီးတော့မှဖြစ်တယ်เนาะကျမအဲ့တုန်းကဆိုလဲကျမအကြီးကျယ်ပြောတယ်ကျမတို့တွေရင်တော့ကဆိုရင်ငငယ်တော့ကကျမတို့တွေခန့်ငငယ်တော့ကဆိုရင်ခန့်ရတယ်အရာမကြီးတို့လင်းတစ္ဆာတို့ကျမတို့အများကြီးပါကြတယ်နောက်ထပ်ရှိသေးတယ်ဘာတွေလဲမသိဘူးအများကြီးပဲเนาะဆိုတော့လေအဲ့ဒီတွေမှာကျမတို့တွေပါကြတယ်အဲ့ဒီလိုပဲတဖန်အဲ့ဒီနီးစနစ်ကိုပဲသုံးပြီးအခုတခါပြန်ပေါ်လာပြီတမိလောက်ရှိပြီဆိုတော့မှ ဲ့တော့နီးစနစ်ပြောင်းသွားပြီဆိုလို့ရှိလို့ရှင်လူတွေကဒါအတိတ်တိချက်လို့ပေါ့နီးစနစ်မပြောင်းမနဲ့ဒီနီးစနစ်ကိုပဲသုံးပြီးဒီတိုင်းလိမ်နေဆိုရင်လူတွေကိုတိတ်အထင်သေးရကြသွားပြီเนาะဆိုတော့မျိုးဆက်နည်းနည်းလေးချားသွားပြီဆိုတော့ဒီနီးလန်းကိုပဲသုံးပြီးတော့မှထက်လိမ်လာပြီအဲ့တော့သတိထားကြနော်သတိထားကြနော်နဲ့ကျွန်မတွက်ပြပြီးပြောပြတယ်ဟောမကြဘူးတောင်ကြီးဘက်မှာ အများကြီးပဲတောင်သူတွေပဲအရန်ကိုလိန်ခံလိုက်ရတယ်။သူတို့ကကြာကြာနာနာနဲ့လိန်တာနော်။ကုမ္ပဏီရဲ့ CEO တွေ၊ Director တွေ၊ Managing Director တွေ၊အမလီတိုက်ပုံအမဲတွေနဲ့လူရည်တန့်နေနော်။လူရည်တန့်နေမင်းသားတွေတောင်အရှုံးပေးရတယ်။ချောမချောလှမလှ သိလား CEO ဆိုတဲ့သူကလည်းခန့်ခန့်ညာညာတိုက်ပုံအမဲနဲ့အမလေးအပေါ်ဆုံးကနေ company CEO အမလေး managing director တွေ director အဖွဲ့ဝင်တွေအစင်လိုက်အစင်လိုက်တိုက်ပုံအမဲတွေနဲ့အမလေး stick column တွေနဲ့တိတိချာချာကိုရိုက်ပြီးတော့မှအမလေးသူတို့ရဲ့ဒီလက်ကမ်းစာဆောင်တွေစာအုပ်တွေဆိုတာလေတခါတည်းဖျောင်းသားတွေနဲ့အကောင်းစားတွေနဲ့ ကျွန်မပြောတယ်မဖြစ်နိုင်ဘူးဒီဥစားလိန်တော့မှာဒီလိုပဲတထင်းအောင်ဆောင်ပြီးတော့လိန်နာဒီလိုပဲအထင်ကြီးအောင်လုပ်ပြီးလိန်နာမယုံညနဲ့တော့လို့ပြောပြောနေတော့ရှိတယ်တိန်းကိုတိန်းနဲ့ချီပြီးပါလာရှမ်းပြည်နယ်တကြောလိန်သွားလာဒီနီလမ်းမဲ့သုံးသွားလာအဘလောက်ထည့်ရင်ဘလောက်တိုးရမယ်၅ချက်တိုးရမယ်၁၀ချက်တိုးရမယ်၇ချက်တိုးရမယ်လူပဏိယကိုထက်ခေါ်လာလို့ရှိလို့ရှင်ထက်ဆောင်ဘလောက်ရမယ်ဆိုပြီးတော့မှဒီလိုမျိုးတွေတနည်းနောက်တစ်ခါလေးနောက်ထပ်ရှိသေးတယ်ကားမဲတွေရောင်းတာသိတယ်မလားကားမဲတွေရောင်းတာ နော်ကားမဲတွေရောင်းနေလေကားမဲတွေဟာဟိုဘလိုမဲတွေအဲ့လူတွေကတော့ကျမကိုဆက်ပြီးဆဲကြတော့မှာပဲဆဲစီဆဲစီကျမပြောမှာကားမဲတွေရောင်းနေဟာ3သိန်းလို့တသိန်းခွဲအိမ်မဲတွေရောင်းနေမဲပေါက်တန်တွေလည်းမကြောက်နော်နှစ်နေနှစ်နှစ်တွေနှစ်အရှိန်နော်အိမ်မဲတွေရောင်းကြတယ်မဆက်ကြနဲ့ဘသူဘသူမှရည်ရွယ်ပြီးပြောတာမဟုတ်ကျမဒီလိုတွေ line မော်တွေမှာလောက်ကင်စားပြီးလိန်ညာနေတဲ့သူတွေအကုန်လုံးကိုပြောတာမလိန်ညာအောင်ဆိုမညာနဲ့လိန်နေညာတယ်ဆိုရင်တော့နာ နော်ဆိုတော့လိန်နဲ့ညာတဲ့သူမဟုတ်ဘူးဆိုတော့မနာနဲ့လိန်နဲ့ညာတဲ့သူဆိုရင်တော့နာဆိုတော့ကားမင်းကြီးလည်းကြီးလိုပဲဟာပေါက်တယ်လို့ပြောဘယ်သူပေါက်မှန်းလည်းမသိဘယ်ရောက်ပေါက်မှန်းလည်းမသိဘယ်လိုမှန်းလည်းမသိချဲကနန်း၃လုံးနဲ့နော်ကားမင်းကြီးဆိုချဲရောင်းတယ်လို့ပဲအကြည့်ကြီးရောင်းတာကျွန်တော်တို့ချဲထိုးရင်တောင်မှ 900ဘုံ1000ဘုံเนาะကျွန်တော်တို့ဟိုတလုံးရတော့မှာဟိုကြာပါပြီလွန်ခဲ့တဲ့6လတစ်နှစ်လောက်တော့ရှိနေတယ်အိမ်ကဥသက်တောင်မှာပဲချဲ1000ဘုံလားမသိပေါ့တာဟလားသူလည်းသူဘယ်ကနေဘလို့ထိုးလဲအဲ့လိုမျိုးပေါ့ဒါဆိုရင်တော့စွန်စားပြီးထိုးတာကျွန်တော်တို့တွေကเนาะဒီ900 1000ဘုံဟုတ်တယ်လားတခါထိုးလိုက်1000လား1000ခွဲလားကုန်ညင်ကုန်သွားမယ်ဟုတ်တယ်နော်ဒီလိုအပြုံအပြုံလေးကန်ဆန်းတာလေဆိုတော့မဟုတ်လဲအခု तू ကချဲခနဲ3ခွက်နဲ့ကားမဲဖောက်တယ်ဆိုပြီးတော့မှာ တကွက်ကို3သိန်းတကွက်ကို3သိန်းစိုက်တဲ့ကဏန်း3လုံးယူ3သိန်းကွန်ဒိုတွေမဲဖောက်တယ်ခြေကဏန်း3လုံးနဲ့ကွန်ဒိုတွေမဲဖောက်တယ်ချင်းမပြောနဲ့နှလုံးနောင်ပေါက်လို့မလွယ်တာချင်းရပူဆိုးပေါ့အဲ့တော့ तू ကလွတ်တယ်လေမပေါက်သွားဘူးလားချင်းဖွင့်သွားတယ်မပေါက်သွားဘူးလားမပေါက်သွားဘူးဆိုရင်မရဘူးလေပြီးသွားပြီမပေါက်သွားဘူးဆိုမရသွားဘူးဟုတ်လားဆိုတော့ ချင်းတိုင်းအကြီးစားလို့ပဲဖြစ်နေတာပဲဒီလိုနီးနဲ့ရောင်းတာနောက်တစ်ခါဒါတနီးနောက်တနီးကကြတော့ဘာနီးလဲဆိုတဲ့ခါကျတော့အိမ်မဲတွေရောင်းတယ်မြေခွန်မဲတွေရောင်းတယ် ကွန်ဒိုတွေရောင်းနေမဲတွေနဲ့လှုပ်ပြီးတော့မှကွန်ဒိုတွေရောင်းနေမဲတွေနဲ့เนาะဟာပြီးရင်မဲဖောက်မယ်မဲဖွင့်မယ်တမဲကိုတထောင်းခွဲနှစ်ထောင်းခွဲသုံးထောင်းခွဲအစင်းစင်းပေါ့ဒီရဲ့ဖောက်မယ်အိမ်ရဲ့ခြံရဲ့အဲပစ္စည်းရဲ့တန်ကြီးအနည်းများပေါ်မှာမူတည်ပြီးတော့မှတထောင်းခွဲမဲဆောင်ရေဘလောက်ရမယ်ဆိုပြီးတော့မှဆိုတဲ့ခါကျတော့တထောင်းခွဲနှစ်ထောင်းခွဲသုံးထောင်းခွဲအိုးဒီလောက်ပတ်စံလောက်ကတော့ကိစ္စမရှိဘူးဆိုပြီးတော့မှလူတွေက ဝင်ကြတယ်နော်ဟာ3000 3000ခွဲမုံစားရင်တော့မကုန်နေတာဘာဖြစ်လဲကန်ဆန်းတာပဲဆိုပြီးတော့မှဟုတ်တယ်ကန်ဆန်းနေသူတွေကလူလိန်အားပေးတွေဖြစ်နေတာကန်ဆန်းနေသူတွေကတော့ကန်ဆန်းနေဒီပတ်စံ3000လောက်က तू ကဘာမှမဖြစ်ဘူးဆိုပြီးတော့မှမဲတွေနဲ့ဝယ်အေးမဲတွေဖောက်တန်ကြားလာကြားလာနှစ်တွေနဲ့ချီနေပြီကြားနေပြီအဲ့တော့အဲ့ဒီပတ်စံနေ3000 10ရောက်ဆိုရင်3000 10ရောက်ဆိုရင်3သိန်းအရောက်100ဆိုရင်3000အရောက်1000ဆိုရင်3300အရောက်1000ဆိုရင် သိန်း3000တောင်းเนาะအယောက်တသိန်းဆိုရင်သိန်း3000တောင်းကဲကဲငွေတွေစဉ်းစားကြည့်ဒီကလူတွေကတော့อืม3000လောက်3000လောက်နဲ့ကတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့တာကိုမပြီးနိုင်မစည်းနိုင်အမြဲတမ်းလုံစားနေတဲ့သူရဲ့အကျိုးစီးပွားဟာတယောက်ကို3000 10ယောက်ဆိုရင်3သိန်းအယောက်100ဆိုရင်3000အယောက်1000ဆိုရင်ဒီလိုနဲ့ငွေဟာ ဘလို့ဖြစ်ပြီးတော့မှပွားများသွားလဲဆိုတာစဉ်းစားကြည့်အများကြီးနဲ့လူအများကြီးနဲ့ကိစ္စအဲ့လိုတွေရှာစားတာအဲ့လိုတွေစီးပွားဖြစ်နေကြတာအဲ့တော့ဒါကမဲမပြေသေးလို့မနိုင်သေးဘူးနော်ဒီပတ်စံကြီးကသူ့လက်ထဲမှာလေနှမ်းတစ်လုံးနဲ့စီမဖြစ်ပေမဲ့နှမ်းนี่အများကြီးကြတော့စီအိုးကြီးဖြစ်သွားအောင် အဲ့ဒီပတ်စံနဲ့ကျန်တဲ့အနာသား business တွေကိုသူကယင်းနီးလောက်ကိုင်းစားလို့ရတာငားပြားမှာအတိုးပေးစရာမလိုဘူးရှင်တို့တွေကလည်း3000လောက်ကတော့တထားတယ်လိန်သွားလဲနေပလိစေအဲဒီလိုဒီလိုဟဲ့3000ခွဲလောက်ကတော့ AC လိန်သွားလဲဘာမှမဖြစ်ဘူးကျမပတ်စံ3000 1000ခွဲကိုလိန်သွားလဲဘာမှမဖြစ်ဘူးဆိုပေမဲ့ကိုကိုလူလေကြတာတော့3000နဲ့လည်းမခံနိုင်ဘူး3000နဲ့လည်းမခံနိုင်ဘူး1000ခွဲနဲ့လည်းမခံနိုင်ဘူး 3000နဲ့လည်းမခံနိုင်စေတနာရှိလို့တဒါရှိလို့တောင်းစားရင်3000ပေးလိုက်မယ်ကိုကိုလူလေကြပြီးတော့မှယူတဲ့ဟာမျိုးတော့ကိုကငတုံးငအအဖြစ်ခံပြီးတော့မှတော့မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့စီကကိုတုံးတယ်ကိုအားတယ်ဆိုတာကိုပျော်ပျော်ကြီးအတုံးအအခံနေကြတဲ့သူတွေများလို့အဲ့ဒီလိုလူတွေစီးပွားဖြစ်နေကြတာဟုတ်လားကားမဲတွေခြေကနန်းနဲ့ရောင်းတဲ့နီးကတနည်းအလွတ်မဲရောင်းနေဆိုတဲ့နီးကတနည်း ဟုတ်လားဟုတ်လားမှန်လားမမှန်ရင်ကျွန်မကိုပြောလို့ရရင်နော်ဆဲသွားဆဲသွားမမှန်ရင်ဆဲသွားပေါက်လားပေါက်သွားပြီဘသူ့တော့ပေါက်သွားပြီဘလို့အပ်လိုက်တယ်တွေ့လားနှစ်တေကြာနေပြီလေနှစ်တေကြာနေပြီမဲမပြည့်သေးလို့မဲပြည့်တယ်မပြည့်ဘူးလဲကိုလည်းမသိရမဲမပြည့်သေးလို့တတ်မှတ်မဲမပြည့်သေးလို့မလုပ်ပေးသေးဘူးနော်မဖောက်ပေးသေးဘူးနော်ဆိုပြီးတော့မှမဖောက်ပေးဘူးတနစ်ဟာတနစ်ဘလောက်ရှိထားလဲတပေါင်းရထားရင်တပေါင်းလောက်ကင်စားလို့ရတယ် 2000ရာထားရင်2000လောက်ကင်စားလို့ရတယ်။တုံးနေဟောဘာမှဖြစ်ဘူးလူတွေကလည်းအေးဆေးပဲဘာမှမဖြစ်ဘူးမဖောက်ပေးလဲဘာမှဒီပတ်ဆံလောင်းနေရတော့ငါတို့မုံစားရင်ကုန်တာပဲဒါပေမဲ့လူကြီးအများကြီးသိန်းနဲ့ချီတဲ့ချိန်မှာတစ်ဖက်မှာဘလို့အကျိုးစီးပွားဖြစ်ထွန်းသွားလဲ။အာရာအာရာနော်ပျော်ပျော်ကြီးအားကြတော့ဒီလိုလူမျိုးတွေလှုပ်ရှားတဲ့သူတွေအတွက်စီးပွားရေးခွင့်ပေါ့ချမ်းသာတာပေါ့ ချမ်းသာပြီးချမ်းသာတာပေါ့ဘယ်လိုတွေကြောင့်ချမ်းသာလဲလဲသူစားစတဲ့မဲအဲ့တော့လူတွေကပြောတယ်သူလဲလို့သူလုံစားတာနင်ကဘာမှဝင်ပြောနေစရာမလိုဘူးဆိုတော့အလိုလေလေတဲ့သူတွေကဘယ်လိုလူမျိုးတွေစီကစားတာလဲအတဲ့သူတွေစီကစားတာအဲ့တော့မအရင် तू ကခံရမှာမဟုတ်ဘူးအလိုခံရတာဘာဖြစ်လို့အတာလဲ तू ဘဟုတုတ္တနဲလို့အတာ तू ကဘာမှမကြားဘူးမသိဘူးလို့အတာ နော်ဆိုတော့ဘဟုသူတရှိအောင်ကျမတို့ကဘဟုသူတအနေနဲ့မျက်စိဖွင့်နားဖွင့်ပေးတာပွင့်ရင်တော့ကိုယ်အကျိုးမပွင့်ရင်လည်းမတတ်နိုင်ဘူးကျမတို့ကတော့အကျိုးစီးပွားလည်းမယုံရတော့ဘူးအကျိုးစီးပွားလည်းမတိုးပွားလာဘူးအဲ့တော့ကြားဖြတ်မယ်အဲ့တော့ကြားဖြတ်မယ်နော်မသိတာဘူးလေတယောက်၃000တယောက်၁000ခွဲမသိတာဘူးဖောက်လားမဖောက်ဘူးလေမပြည့်သေးလို့မဲမပြည့်သေးလို့မပြည့်သေးလို့ ဘလောက်လူဦးရေတွေစီကဘလောက်ရထားလဲအကုန်လုံးကလည်းမဖြစ်ချင်ဘူးလေပတ်စံ3000လောက်နဲ့တော့ဖြစ်မနေဘူး3000 3000လောက်နဲ့မဖြစ်နေဘူးဟုတ်လားအဲ့လိုအဲ့တော့သူ့ကိုချစ်လို့သူ့ကိုလောက်ကြတာဘာဖြစ်တလဲဆိုတော့ချစ်လို့ချစ်တဲ့ပရိသတ်များတဲ့သူတွေကပို့ပြီးနာမည်ဂုဏ်သတင်းနဲ့ပို့ပြီးထိမ့်သိမ်းရမှာလေအဲ့တော့ကိုယ့်ကိုချစ်တိုင်းဒီလိုမတော်မတရားမိတွေနဲ့စီးပွားရှာစားလို့မသင့်တယ်ဘူးလေမသင့်တော်ဘူးလေ ကိုယ့်ကိုချစ်တဲ့သူတွေများတယ်ဆိုတိုင်းဒီလိုမတော်မတရားနည်းနဲ့ဒီခေတ်ကလည်းလေတိလားဒီခေတ်ကရည်ရတယ်ရိုးပုံရိုးအားနဲ့ပုံစံပုံတုံးကြီးဆိုရိုးသားပါတယ်လို့ထင်တာကျွန်မဆိုင်ဖွင့်တော့ကလေမနဲ့မိုးမလင်းသေးဘူးလာပြီးရွှေဆိုင်လဲရွှေဆိုင်မလို့ပိုးတယ်ဆိုင်လဲပိုးတယ်ဆိုင်မလို့လာပြီးခိုးတဲ့တခိုးတွေအကုန်ကတောပုံစံပဲလုပ်ပြီးလာခိုးတာဘာဖြစ်လဲကျမတို့ကရိုးသားတယ်ဆိုပြီးတော့မှဂယုမဆိုင်ဘူးလေတေးသေးချာချာမကြည့်ဘူးလေအော်လူရိုးကြီးတွေပါဟဲ့ ကျမတောသူတောင်သားအောင်နှိမ်တာမဟုတ်ဘူးပြောပြတာအဲ့လိုမျိုးမှာပလေးတာကိုပြောပြတာဆိုတော့အိုးမလုံလောက်ပါဘူးဟေးမခိုးလောက်ပါဘူးတခါမြင်ကျမပိုးတဲ့အချိန်မှာရွှေစားကြီးတွေလေးအစင်းလိုက်ကြီးအစင်းလိုက်ကြီးခိုးသွားတာ CCD မှာပြန်ကြည့်တော့မှတိတ်လိုက်တာအစည်းလိုက်ကြီးခိုးသွားတာတောင်းထဲကိုထည့်ပြီးအုပ်လိုက်ကြီးတောသူတွေအုပ်လိုက်ကြီး AMLA ပိုးတဲ့တွေဝယ်မယ်ချိတ်တွေဝယ်မယ်ဆိုပြီးလုတ်ပြီးတော့မှခိုးသွားတာနော်အဲ့ဒီခေတ်အဲ့ဒီကာလကဓာကြီးဝမ်းဆက်ကို900ပဲရှိတဲ့အချိန်မှာရွှေစားကြီးကတောင်း1000ခွဲလောက်ရှိတယ်အဲ့ဒါကိုအတွဲလိုက်ကြီးဆယ်တွေတွဲလိုက်ကြီးခိုးသွားတာ တောသူတောင်သားယူသားတဲ့ဟန်ပန်တွေလှုပ်ပြီးခိုးသွားတာလူတွေရဲ့အတွင်းစိတ်ကိုသူတို့ကပလီးတာအဲ့တော့သတိထား